မင်္ဂလာပါရှင်ဓမ္မဗုဒ္ဓချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးမယ့်ခေါင်းစဉ်လေးကတော့ជីစုတိတက်သောတလိษံများဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရရှင်ဘာယနတိပြည်၌ပြမရမင်းကြီးထီးနှံအုပ်ဆိုးစဉ်ဖျားလောင်းသည်ယတိပြု၍တပေ900ရုနှင့်အတူဟိမဝင်းနာတောင်ကြီးရင်း၌တရင်သုံးနေသည် ထိုအချင်းကဟိမဝင်နာ၌အလွန်အပူချင်းကဲသောကြောင့်တောက်ရည်သုံးရည်များခန်းချောက်ကုန်သည် ထို့ကြောင့်တိစံများကတောက်ရည်မရှိကြပေထိုအချောင်းကိုတည်သောယတိတပါးသည်တပင်ကိုဖြတ်ထွင်း၍တောက်ရည်များတောက်ရန်စီစဉ်ပြီးလေသည်မြားစွာသောတလေးဆန်တို့သည်ထိုတောက်ရီကိုတောက်သုံးရန်လာရောက်ကြသည် ယတိသည် ရေနောနေသည့်အခါတိုင်းမှာတောက်ရေများကို ထက်ကထက်ကဖြည့်ပေးလိရှိသည်ထိုအခါတွင်ယတိစားရန်တတိများကိုရှာဖွေရန်အချိန်မရတော့ပေထိုယတိအကြောင်းကိုသိသောတလိဆန်များသည်စူဝေးတိုင်ပင်ကြသည် ရေတောက်ရန်သွားသည့်အခါတိုင်းတလိဆန်များသည်မိမိတို့တဆွမ်းတလောက်တတိများကိုယူဆောင်သွားကြရန်ဂတိကဝိပြုကြသည် တလေးဆန်များသည်တတိကြီးငယ်များကို ယူဆောင်လာကြသည်တလေးဆန်များယူဆောင်လာသောတတိများ၏ပမာဏမှာလဲ20တစ်စင်းခန့်ရှိသည်ယတိ900တို့သည် ထိုတတိများကို စားတောက်တော်လဲနေ့စဉ်မင်းပူရှံလျက်ရှိသည်ဖျားလောင်းယတိကြီးသည် ထိုတတိများကို ကြည့်၍ဝှနှင့်ပြည့်စုံသောယတိတစ်ပါးကြောင့်ယတိအလုံးတို့တတိများဖြင့် မြတ်တာခြင်း ရှိကြရသည် ထို့ကြောင့်ဝိရိယမည်သည်ကို ပြုရမည်သာသည်ဟုဆုံးမစကားဆိုလေသည်ကျေးဇူးတည်သောတလေးဆံများ အကြောင်းနားထောင်ခြင်းအပြင် အများအကျိုးဆောင်လျင်ကိုကျိုးအောင်နိုင်သည်ဟုတဲ့အတိတရားလေးကိုရရှိပါရဲ့ရှင်ဒီဇက်တော်ကနေဘာအတိပညာရခဲ့လဲဆိုတာကွန်မန့်လေးမှာလည်းပြောပြပေးခဲ့ပါအောင်ရှင် ဒီလိုဓမ္မဘဝတုတ္တရတွေဆက်လက်နားဆင်မှုအတွက် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်